မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ဗုံးကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးအဲ့ဒီစစ်ကြောင်းမှာရုရှားနိုင်ငံသားကျေးစားစစ်သားတချို့ပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့မှာဆက်လင်းမြို့နယ်တရက်ချီကျေးရွာအနီးရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကမွန်လွယ်3နိုင်အချိန်ကနေစပြီးတော့ည 10နာရီအထိကို drone နဲ့ဘုံသီးခုနှစ်လုံးကျဲချပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းမှာရုရှားနိုင်ငံသားကြီးစားစစ်သားတချို့ပါဝင်တယ်လို့သတင်းရရှိတော့လဲအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းမင်းဘူးခရိုင်အမှန်ငါတိုက်ရင်ကတာဝန်ရှိသူတူကပြောဆိုထားပါဗျ။အဲ့ဒီစစ်ကြောင်းမှာကြေးစားစစ်သားရုရှားနိုင်ငံသားတွေပါတယ်လို့တော့သိထားရတယ်အတိအကျမဟုတ်ပေမဲ့၅ဦးလို့တော့ကြားထားတယ်မှတ်တမ်းဓာတ်ပုံတွေတော့မရသေးဘူးနောက်ပြီးတော့စလင်းမြို့နယ်တဲကပြူစောတိတွေရဲတွေနဲ့ ခလိုက်ရ253 254နဲ့255ကစစ်သားတွေလည်းပါတယ်တမ78လောက်ခန်းမင်းဘူးမြို့တိုက်ရင်ကလည်းပါတယ်ကာပါစာ21ကလည်းပါတယ်လို့သိရတယ်လို့မင်းဘူးခရိုင်အမှတ်9တိုက်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်9တိုက်ရင်နဲ့ drone လက်ရုံတပ်ဖွဲ့မင်းဘူးခရိုင်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဆလင်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားမှာစီရေးတင်းမာနေပြီးတော့အကြမ်းဖက်စစ်တပ်ကဆလင်းချောင်းမြောက်ဘက်ခြေရွာများကိုဦးတည်ပြီးတော့လက်နက်ကြီးများနဲ့ ဆက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့်ဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအထူးကိဥဆိုင်နေထိုင်ကြရန်မင်းမှုခရိုင်အမှတ်၅တပ်ရင်းကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်နေမှုများကိုမနှက်မြို့တော့ပဲလက်မခံနိုင်တော့တဲ့အတွက်ဘုံမှုအောင်မျိုးတွင်ဥဆောင်တဲ့အရာရှိနယ်စစ်တီ35ဦးပါတဲ့တပ်ဖွဲ့နဲ့ဘုံမှုအောင်ကိုထွေးဥဆောင်တဲ့26ဦးတပ်ဖွဲ့တို့ကအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာဝေးဝင်ကြီးဌာနထံမှ CDM ဝင်လိုက်ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပလောဝအခြေစိုက်တပ်များမှဘုံမှုအောင်မျိုးတွင်ဥဆောင်တဲ့အရာရှိ3ဦးစစ်တီ32ဦးရဲမေ2ဦးစုစုပေါင်း35ဦးပါဝင်တဲ့တပ်ဖွဲ့ကအခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ၎င်း ောင်ဘုံမှုအောင်ကိုထွေးဦးဆောင်တဲ့အရာရှိ3ဦးစစ်တီ23ဦးစုစုပေါင်း26ဦးပါဝင်တဲ့တပ်ဖွဲ့ကအခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ၎င်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနထံမှ CDM ဝင်ပြီးတော့ပြည်သူရင်ဝင်ကိုခေါ်လုံလာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအနေနဲ့ပြည်သူအာဏာကိုမတရားရယူခြင်းပြည်သူလူထုကိုမတရားညှဉ်းပန်းနှိပ်စက်ခြင်း ်ပြည်သူလူထုကိုမတရားတပ်ဖြတ်ခြင်းဒါတွေကိုမြင်တွေ့ကြားသိနေရပါတယ်ဒါပေကြောင့်ပြည်သူရင်ခွင်ကို CDM ဝင်ရောက်ခဲ့တာဖြစ်ပါတယ်လို့ CDM ဘုံမူအောင်မျိုးတွင်ကပြောဆိုထားပါတယ်ပြည်သူရင်ခွင်ခိုးလုံလာတဲ့အရာရှိနဲ့စစ်တီစုစုပေါင်း62ဦးမှာ အရာရှိဘုံမူ9ဦးဖြစ်တဲ့ဘုံမူအောင်မျိုးတွင်ဘုံမူအောင်ကိုထွေးဘိုးကြီး၄ဦးဖြစ်တဲ့ဘိုးကြီးဇော်မင်းသူဘိုးကြီးထွန်းထော်ဘိုးကြီးဟိမ့်လက်ဘိုးကြီးကျော်မွေးတို့ပါဝင်တယ်လို့သိရပါတယ် CDM ဝင်ရမှာပလက်ဝ CDM ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင်တော်လှန်ရေးတပ်များကိုချိတ်ဆက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးထ ာဏပြည်သူ့ကာကွယ်ရေးတပ်များထံမှစီဒီအမ်ဝင်ရောက်ကပြည်သူလူထုဘက်ကနေရက်တိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာအကြမ်းဖက်ဆက်တိုက်ရဲ့ရိတ်ခါပို့စစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ28ရက်နေ့မနက်7:00နာရီကမှဒုံစေးရဲ့ကျေးရွာဘက်ကနေလက်ရစခန်းကိုရိတ်ခါပို့ရန်ထွက်လာတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားအင်အား30ခန့်ပါဝင်တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ကတက်ချက်ကြီးတအုပ်အပါအဝင်စုစုပေါင်း9ဦးပွဲချင်းပြီးတေဆုံပြီးတော့4ဦးဟာထိခိုက်ဒဏ်ရာများရရှိကာတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကွယ်ကရရဲ့အမျိုးသား KNLA တပ်ရင်းခေါ်တပ်ခွဲတက်ပြည်သူ့ကာကွယ် ေးတပ်မတော် PDF ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း9 3 7တင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာရှေ့ကိုဆက်မတိုးနိုင်တော့ပဲနဲ့ဒုံစရစ်ချေးရွာဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်မြန်မာစစ်တပ်ကိုလေရင်စီနဲ့စက်ကရီယာများပံ့ပိုးပေးနေတဲ့ကုမ္ပဏီ၅ခုကိုပြစ်မှတ်ထားပြီးတော့ UK အစိုးရကပိတ်ဆို့အရေးယူမယ်လို့အော်တိုဘာလ26ရက်နေ့မှာရန်ကုန်မြို့မှာရှိတဲ့ဗြိတိရှတန်ယုံကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ UK နိုင်ငံအနေနဲ့ Asia Sun Group Company Limited, Swan Energy Company Limited, Myanmar Company Limited, Rich Ray Trading Company Limited, Progress Technology Support Company Limited aka Ryerson လည်း King Rail Technologies Company Limited စတဲ့ကုမ္ပဏီများကိုပိတ်ဆို့အရေးယူသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နိုင်ငံတော်မှာဖြစ်ပွားနေတဲ့မြန်မာစစ်တပ်ရဲ့အရေးပဲဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအပါအဝင်လူအခွင့်အရေးချိုးဖောက်မှုတွေဟာလက်ခံနိုင်ပွဲမရှိပါ။အပြစ်မဲ့အရဲသားတွေအပေါ်ထိခိုက်ခြင်းဟာလည်းတိခန်နိုင်ပွဲမဟုတ်ပါ။ဒါကြောင့်ဒီနေ့ UK ဟာမြန်မာစစ်တပ်စီကိုပစ္စည်းကိရိယာများနဲ့လေကြောင်းလောင်စာများဖြန့်ဖြူးရောင်းချပေးနေတဲ့သူတွေကိုပြစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအစ်စ်ကိုထောက်ပြလိုက်ခြင်းဖြစ်ပါတယ်ကျမတို့ရဲ့မိဖန်များဖြစ်တဲ့ EU နဲ့ကနေဒါနိုင်ငံနဲ့အတူစစ်တပ်ရဲ့ရန်ပုံငွေပစ္စည်းကိရိယာများနဲ့အရင်းမြစ်များရယူသုံးစွဲခွင့်ကိုပုံမကဲတက်လိုက်ခြင်းဖြစ်ပါတယ်လို့ Indo-Pacific ရေးရာဝန်ကြီး Catherine Walsh ကပြောဆိုထားပါတယ်။ဒါ့အပြင် အဲ့ဒီပိတ်ဆို့အေးအေးမှုများဟာမြန်မာစစ်တပ်အပေါ်ဖိအားတိုးများစေမှာဖြစ်ပြီးတော့မြန်မာပြည်သူပြည်သားများနဲ့၎င်းတို့မျှော်လင့်ထားတဲ့ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ်အတွက်ကုညီထောက်ပံ့မှုများနဲ့အတူ UK အစိုးရကအခိုင်အမာရပ်တည်စေဖြစ်ကြောင်းကိုလည်း Indo-Pacific ရေးရာဝန်ကြီး Catherine Watts ကဆက်လက်ပြောဆိုထားပါတယ်။2024ခုနှစ်ဩဂတ်လအတွင်းမှာအကြမ်းဖက်စစ်တပ်ကလှုပ်ဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုများဟာအချိန်အရည်အတွက်အများဆုံးအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့ပြီးတော့အရသာပြည်သူစုစုပေါင်း ဒါစီနဲ့ခြီးပြီးတော့တေဆုံးခဲ့ရကြောင်းကိုလည်း UK အစိုးရရဲ့ထောက်ပြချက်မှာပါရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားနေထိုင်ရာကျေးရွာနှစ်ရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနှစ်စီးနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းကြံမြို့နယ်ရှန်တိုးရွာနဲ့ရွာတစ်ကျေးရွာအနီးနှစ်နေရွာကိုအော်တိုဘားလ30ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့အလွတ်ကြီးကိုပစ်သွားတာပါလို့ဒေသခံတဦးကပြောကြားထားပါတယ်။အော်တိုဘားလ30ရက်နေ့ညနေ3:15မိနစ်ခန့်မှာတိုက်ခိုက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာနှစ်ရွာဟာ အရက်သားတွေအများပြားရှိနေပြီးတော့လေချောင်းတိုက်ခတ်မှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါတယ်စက်တင်ဘာလ22ရက်နေ့ကလည်းမြင်းညံမြို့နယ်ခြေဆေးကျေးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခတ်ခဲ့ရာဒေသခံအမျိုးသားတအုပ်သေဆုံးပြီးတော့၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်မြင်းညံခရိုင်အတွင်းမှာမြင်းညံနထိုးကြီးတောင်သာမြို့နယ်များမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပြီးခဲ့တဲ့ဩဂတ်လမှာ ညင်းညံခရအထူးဆက်ဆက်ရေး MDS ဆိုနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်အဲ့ဒီမျိုးနယ်များကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခြင်းမြေပြင်ကနေစစ်ကြောင်းထိုးခြင်းများကိုပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရပြီးပြည်သူပိုင်ဆိုင်ကယ်များကိုလည်းမိရှုဖြက်စည်းကထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ30ရဲ့နေမှာရွှေဘုံမြို့အနောက်ဘက်မင်းကုန်းဖုန်ကြီးကျောင်းမှာအထိုင်ချထားတဲ့အင်အား80ခန့်ပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟောင်းအော်တိုဘားလာ30ရဲ့နေမနက်9:30မိနစ်ခန့်စပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရာ အိုးဘိုရွာဖုန်ကြီးကျောင်းထဲမှာယာယီတက်ဆွဲခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီစစ်ကြောင်းကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကခရီးသွားပြည်သူတချို့နဲ့အောင်ရတနာမှန်လုံကားတစ်စီးကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါတယ်လက်နက်ကြီးကြီးထိမှန်ထားတဲ့အမျိုးသမီးနှစ်ဦးကိုတော့စေကူသားမှုပြုလုပ်ပေးထားပြီးတော့ဒဏ်ရာအခြေအနေမစိုးရိမ်ရဘူးလို့သိရပါဗါတယ်လက်ရှိအချိန်မှာအိုးဘိုရွာချီပါတောင်ရွာချီပါမြောက်ရွာနဲ့ ကင်းများရွာတို့ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုရှောင်တိတ်နေရပြီးတော့ပေလန်းပေါ်မှာလည်းပြည်သူဝိုင်းဆိုင်ကယ်၃စီးကိုစစ်ကောင်စီတပ်သားများကမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးထိမှန်တဲ့အမျိုးသမီးနှုတ်ဦးကတော့စေကုသနေပြီးတော့မစိုးရိမ်ရဘူး။အော်တိုဘားလ30ရက်နေ့မနက်ပိုင်းကဖမ်းထားတဲ့မှန်လုံကားနဲ့ပြည်သူများကိုလည်း နေ့လယ်၁၂နာရီလောက်မှာစစ်ခွေးတွေကပြန်လွှတ်ပေးလိုက်တယ်။ကားပေါ်မှာပါလာတဲ့ကုန်ပစ္စည်းတွေကိုချယူထားလိုက်တယ်လို့တော့သိရတယ်။စစ်ကြောင်းကမထွက်သေးတော့ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့အတိအကျမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ